တတော်ဗီဒီယိုတပုတ်ကြောင့်ဝိုင်းပြောခံနေရတဲ့တရုတ်ဆောင်အေးမြတ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှိမြန်မာနိုင်ငံရဲ့အချော်လှတွေကိုလက်ညှိုးထိုးပြပါဆိုရင်တော့ဘာမှပြင်ဆင်ထားခြင်းမရှိပဲဘာဝတိုင်းလပလုံးနေတဲ့အေးမြတ်သူကိုထိတ်ဆုံးကပြေးမြင်ကြမှာပါအေးမြတ်သူဆိုတာကတော့ဟိုးရင်ခက်ကလေးကအမှုပညာလုပ်တွေကိုလုပ်ကင်လာခဲ့တဲ့ငငယ်ရွယ်ရွယ်မင်းသမီးတစ်လက်လို့ပြောလို့မရပေမဲ့လည်းသူမရဲ့အလှတွေကတော့ဆေးရှင်နဲ့မျိုးသမီးလေးတယောက်လိုမျိုးလက်မြဲလာစေလူမြဲမှုစေဖြစ်နေခဲ့တာပါ သူမဟာအမြဲတမ်းဆိုသလိုမြန်မာရင်ဖုံးနဲ့တပီကိုတာဝတ်ဆင်လက်ရှိပြီးတော့မြန်မာဆန်ဆန်နေတဲ့ပေမဲ့လည်းအခုချိန်မှာတော့လူကြီးမိဘတွေအပေါ်မှာအလေးမထားပါဘူးဆိုတဲ့တတော်ဗီဒီယိုတစ်ပုဒ်ကြောင့်ပရိသတ်တွေစီကပြောဆိုခြင်းကိုခံနေရတာဖြစ်ပါတယ်။အမြဲတမ်းထောက်ပြစရာမရှိအောင်လက်ပသေးတက်လွန်ခဲ့တဲ့သူမကအခုနောက်ပိုင်းမှာတော့ရုပ်ရှင်စကားရိုက်ကူးမှုတွေနဲ့လာခဲ့ပေမဲ့လည်းပရိသတ်တွေနဲ့ဝေးကွာမသွားစေဖို့အတွက်တတော်ဆိုတဲ့ဆိုရှယ်မီဒီယာတစ်ခုကိုအသုံးပြုနေခဲ့ပါတယ်။ ဒီတတော်တွေရဲ့ချဲတွေကြောင့်ပဲခစ်ပေါ်မင်းသမီးဆိုတာဒါပါလားလို့ပြောကြလောက်တဲ့အထိသူမရဲ့အလှတွေကလူငယ်ပြည်သက်တွေကြားထဲမှာရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူမရဲ့အမတ်မထင်စုံမိလိုက်တဲ့ဗီဒီယိုတပုတ်ကပြည်သက်တွေရဲ့အမြင်မှာတင့်တော်မနေပဲကိုထက်ကြီးတဲ့လူကြီးတယောက်ရဲ့အပေါ်မှာလေးစားမှုမရှိထိုင်ပြီးတော့ဟိုတတော်ဆုံနေခဲ့တာလို့ထင်နေကြပါတယ်။